ောင်မြေပုံသာရှမ်းကြောင်းတမိုင်းမော်ကွန်ကြောက်စာအေဒီ1841တွင် မိုင်းမော်ဒေတာစေဖန်ရိုင်းလိတ်မှဇော်ဒီဂိုင်းရှမ်းများ ပထမချိန်ပြောင်းရွှေ့လာပြီး6မိုင်9မိုင်10မိုင်9မိုင်တို့၌နေထိုင်ခဲ့ကြသည်အေဒီ1866သာသနာ2410ခုနှစ်ကောစာ 1228ခုနှစ်တဘောရွဲလာပြကျော်9ရက်စနေနေ့တွင် ကိုးမိုင်တို့ရိုင်းလိမ့်မှတန်ဃာတော်32ပါးတကားအိမ်အောင်စု20ဒုတိယကြိမ်ထက်မှန်ရောက်ရှိလာသည်တမိုင်းမတန်းကိုးမိုင်အောင်မြေပုံသားရှမ်းကြောင်းဤဖတားမြေပုံကို AD 1842ခုနှစ်15ရက်2လ1842ခုနှစ်ရက်စွဲဖြင့်မော်ဘီမြို့နယ်ဒေသပိုင်းအင်စပက်တာမစ္စတာစီဖို့ဤ ဂရန်အမတ်စက်ခွန်အရာဇော်တိဂိုင်းဆရာတော်တို့ဘေးအလူတန်းထားသောကျောင်းမြေကွက်ကုဒသမတ္တိဧကကိုယနေ့တိုင်ထိမ့်သိမ်းဆောက်ရှောက်ခဲ့သည်။ကောသာ1263မိနစ်တွင် ရေးထိုးခဲ့သော ကိုမိုင် အောင်မြေပုံသာရှမ်းကြောင်းတမိုင်းကျောက်စာသည်ရွှေပုံသာဝိဟာရ၏အရှိတ်ဘက်တွင်ယနေ့တိုင်တည်ရှိနေသည်။ရွှေပုံသာဝိဟာရကိုအေဒီ1908ခုနှစ်တွင်တည်ဆောက်ခဲ့သည်။ကိုမိုင် အောင်မြေပုံသဏ္ဍာန်ရှမ်းကျောင်းတိုင်း၌ဇောတိဂိုင်းဆရာတော်များဖြစ်ကြသော၁ဗရဏဝဏဝတီ၂ဗရဏတုဝဏဝတီ၃ဗရဏတုမီတာ၄ဗရဏဝါယ၅ဗရဏကုံမာ၆ဗရဏအိန္ဒြောပါဒ၇ဗရဏကောဝိဒ၈ဗရဏတောပနာတို့ကကျောင်းထိုင်သာသနာပြုလာခဲ့ကြရာနှစ်ပေါင်း၁၄၅နှစ်ကြာခဲ့သည် 1986ခုနှစ်ဇန်နဝါရီလ2ရက်ကောစာ1348ခုနှစ်နတော်လာပြည့်ကျော်9ရက်မှစ၍ဆရာတော်ဗရဏတုံဒရာနှင့်တတ္တတဏ္ဍကအဖွဲ့ဝင်ဗရဏနိဂောဓတိုက်ဥဒုကယနေ့တိုင်ကျောင်းတိုင်သာသနာပြုလျက်ရှိပါသည်ကောစာ1366ခုနှစ်တပေါင်းလာပြည့်ကျော်7ရက်ဗုဒ္ဓဘုန်းနေ့တွင် မိုင်ဖုံးဆရာတော်၏တပည့်လုံးဝဆိုင်ဦးဆောင်၏ညံတော်ဆက်ရှိပေရှိသော နှီးဖျားကိုရက်လုတ်ပူဆော်ခဲ့ပါသည်တစ်ဆက်ထဲမှာပင်အလျား15ဘေးအနံဘေး80အမြင့်ဘေး80ရှိသောနှီးဖျားဆန်ချောင်းတော်နှစ်ထက်ချောင်းတော်တိဆောက်ပြီးဆန်ချောင်းတော်ရေစက်ချလူဒန်းမွဲကို2010ခုနှစ်ဒီဇင်ဘာလ30ရက်1382ခုနှစ်နတော်လပြည့်ကျော်9ရက်နေ့တွင်ဆရာတော်ဘန္နနာတုံဒရာ၏ကိုမိုင်အောင်မြေပုံသံရှမ်းချောင်းချောင်းတိုင်သာသနာပြုတတက်25နှစ်ပြည့် ်ငွေတို့ပူဇော်ပွဲ အထိမ်းမက်နဲ့တပါးရဲမော်ကွန်းတင်ပါသည်အခုဖကြားတင်ပြသွားတာကတော့ကိုးမိုင်မှာရှိတဲ့အောင်မြင်ပုံသာရှမ်းကြောင်းရဲ့သမိုင်းမော်ကွန်းကြောက်စာပဲဖြစ်ပါတယ်ခင်ဗျာရှောင်းနိုင်ဒီသားကြီးကိုးမိုင်မှာရှိတဲ့အောင်မြင်ပုံသာရှမ်းကြောင်းရဲ့သမိုင်းမှတ်တမ်းများကိုရိုက်ကူးတင်ပြခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ အားပေးမှုစုစုအတွက်တဝူးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။